ရခိုင်အစိုးရအဆက်ဆက်မှာလုံခြုံခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနဲ့စိတ်ပူပူပန်မှုမရှိဖို့ဒေါအောင်ဆန်းစုကြည်ကအာမခံပြောကြားလိုက်ပါတယ်။ဒီကနေ့နံနက်ပိုင်းကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်များဖွံ့ဖြိုးမှုမိန့်ဖတ်များတွေ့ဆုံပွဲမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အရင်တုန်းကလုပ်နေတဲ့စီးပွားရေးသမားတွေအတွက်နေရာမှာရှိပါမလားဆိုတဲ့ပူပန်တော့ကတွေလည်းရှိပါတယ်။ကျမတို့ကတော့အားလုံးကိုကြိုးစားပါတယ်။ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားများအားလုံးဟာ ကျမတို့စီးပွားရေးတိုးတက်မှုဖွံ့ဖြိုးရေးမှုမှာပါဝင်ပြီးတော့ဆောင်ရွက်စီခြင်းပါတယ်။အရင်တုန်းကအတိတ်ကိုပြန်ပြီးတော့ကြည်တာမဟုတ်ဘဲနဲ့အနာဂတ်ကိုမျှော်တဲ့မူဝါဒမျိုးနဲ့ကျမတို့ကဆက်ပြီးတော့ဆောင်ရွက်သွားခြင်းတာဖြစ်ပါတယ်။ဒါအပြင်စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ချမ်းသာကြွယ်ဝမှုမှာမှန်ကန်ဖို့လိုပြီးအတိတ်ကမှန်မမှန်ကိုပြန်ပြင်လို့မရတော့ပေမဲ့ပြစ်စုံပံမှာတော့မှန်မှန်ကန်ကန်လှုပ်ဆောင်ဖို့ဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ကျမတို့အနေနဲ့တော့ကျမတို့ပြည်သူပြည်သားတွေကနေပြီးတော့ချမ်းသာကြွယ်ဝလာကျမသဘောကျပါ ဒါပေမဲ့ချမ်းသာကြွယ်ဝဘုရားမှန်မှုရလို့ရတော့အရင်တော့မှန်တာမမှန်တာအတိတ်ကိုတော့ပြန်ပြန်လို့မရတော့ဘူးအခုပြစ်ဆုံးပါမှာတော့မမှန်ကန်ကဆက်ပြီးတော့လုတ်သွားပါလို့ကျမအမိနဲ့မေတ္တာရခိုင်ခြင်းပါဆက်လက်ပြီးတော့ဆန်းစုကြည်ကနိုင်ငံအတွင်းမှာကိုကျုံးအတွက်ပဲကြည်မယ်လုပ်မယ်ဆိုတဲ့လုပ်ငန်းရှင်တွေပုံကိုယ်တွေများပြပါကတိုင်းပြည်ဝန်ထဲစရာဖြစ်ကြောင်းအခုလိုပြောပါရယ်။ကျွမ်းတော့ကျွန်တော်တို့စီပွားရေးလုပ်ငန်းရှင်တွေများပေါ့မှာအများကြီးအကူပါတယ်။အရင်ဒီအစိုးရမတက်ခင်ကတည်းက အာလုတိနေတဲ့မြန်မာအင်္ဂလိပ်ဘာသာစကားကိုမတန်းကျင်ကျွမ်းကျင်မှုဆိုပေမဲ့တောင်မှတိနေတဲ့အသုံးနှုန်းတစ်ခုရှိပါတယ်ခရိုနီဆိုတဲ့အသုံးနှုန်းဒါကျမတို့ရဲ့နိုင်ငံတနိုင်ငံလုံးမှာပြန့်ပွားနေတယ်ခရိုနီတွေဒီဒီစီးပွားရေးအောင်မြင်နေတဲ့လူတွေကခရိုနီတွေပြောရမယ်ဆိုလို့ရှိရင်အစိုးရနဲ့အနာရှိတဲ့ပုံကူများနဲ့ပြင်းပြီးတော့မိမိတို့ရဲ့အောင်မြင်မှုအတွက်လှုပ်ထားတယ်တရားဥပဒေဘောင်တွင်းကလှုပ်ထားမှာမဟုတ်ဘူး ဒါအများပြည်သူပဲလှုပ်တာမဟုတ်ဘူးဆိုပြီးဒီလိုဝေဖန်ချက်တွေရှိပါတယ်ဒီလိုဝေဖန်ချက်တွေကြားတဲ့အခါမှာကျမစိတ်မကောင်းပါဘူးစိတ်မကောင်းဘူးဆိုတာကျမတို့ရဲ့ပြည်သူပြည်သားများအချင်းချင်းဘာလို့တောင်စိတ်ဝေးကွဲနေကြပါလဲစိတ်တကယ်ပဲဒီလိုပဲကိုယ့်အတွက်ပဲလုပ်မယ်ဆိုရက်လုပ်ငန်းရှင်ကြီးများကျမတို့နိုင်ငံမှာများနေသလားကိုကျိုးအတွက်ပဲကြည့်မယ်ဆိုရက်ပုံပုံကြီးကျမတို့နိုင်ငံမှာများနေသလားဒီလိုဟာမျိုးတွေရှိနေတယ်ဆိုရင်နိုင်ငံအတွက်ဒါမှဝင်နေစရာဖြစ်တယ် ဒါပေမဲ့ကျမယုံကြည်ချက်တစ်ခုကအတိတ်ဆိုတာကိုယ့်ကိုချင်းဆောင်ထားဖို့မဟုတ်ဘူး။သင်ခန်းစာယူပြီးတော့ရှေ့ကျမကိုဆက်သွားနိုင်ရမယ်။တစ်ချိန်တစ်ခါတော့ကကိုယ့်အတွက်ပဲလုပ်ခဲ့တဲ့ပုံကိုယ်တွေကနောက်တစ်ချိန်တစ်ခါမှအများအတွက်မလုပ်နိုင်ဘူးလား။အများအတွက်လုပ်နိုင်တဲ့အရေးချင်းတွေသူတို့မှမရှိဘူးလား။ကိုယ့်အစုအဖွဲ့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုအတွက်ပဲစဉ်းစားခဲ့တဲ့ပုံကိုယ်များဟာအမြင့်ကျယ်လာပြီးတော့တိုင်းပြည်လုံးအတွက်စဉ်းစားနိုင်တဲ့အရေးချင်းတွေ မမွေးနိုင်ဘူးလားဆိုတာကိုဒါကျမစဉ်းစားခဲ့ပါတယ်ကျမတို့ဒါဖြစ်နိုင်တယ်လို့ယုံကြည်ပါတယ်ဖြစ်နိုင်ဖို့အတွက်လဲကျမတို့အခွင့်အရေးတွေပေးပါမယ်ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကဒီမိုကရေစီစနစ်ကိုထူထောင်တဲ့နေရာမှာအာဂရိလိုက်စားမှုတွေရှိပါကပြည်သူတွေကပွင့်ပွင့်လင်းလင်းတတိရှိရှိနဲ့အစိုးရဌာနဆိုင်ရာတွေကိုအသိပေးတိုင်ကြားဖို့ပြောပါရယ်အခုဒီမိုကရေစီစနစ်ကိုထူထောင်လိုက်တဲ့အခါမှာအာဂရိလိုက်စားမှုရှိလို့ရှိရင်ပြည်သူပြည်သားများဟာ ဘုံဝင်နေနေတတ်တည်ရှိရှိနဲ့တိုင်လို့ရပါတယ်ဒီကိစ္စကိုကျမတို့အစိုးရဘိုင်းကိုယ့်ရဲ့ဌာနဘိုင်းဆိုင်ရာကိုအသိပေးလို့ရပါတယ်ဒီလိုအသိပေးလို့ဘာမှကိုယ့်အတွက်အန္တရာယ်မရှိဘူးဆိုတာကျမကျမအနေနဲ့အမကန်ချက်ပေးပါတယ်တို့ကညာလေကျမတို့ဟာပစ္စာတွေကိုအားပေးတာမဟုတ်ပါဘူးတိုင်ရဲလို့ရှိလို့ရှင်တာဝန်ခံရရမယ်ကျွန်တော်ဘလူပါကျမဘလူပါဒီကျမတို့အမျိုးသားမှတ်ပုံတင်ကဘလောက်ပါ ဘယ်လိုဘယ်လိုအဂတိလိုက်စားမှုနဲ့ကျွန်တော်တို့ကျွန်တော်တို့ကြုံတွေ့ရပါတယ်ဆိုတာကိုသက်ဆိုင်ရာဌာနများဒါကျမရဲ့ဝင်ကြီးဌာနဖြစ်တိုင်းမင်္ဂဝင်ကြီးဌာနရုံးကိုရေးလို့ရပါတယ်ဒီလိုရေးလို့တိုင်လို့ရအောင်လို့လဲကျမတို့အားလုံးကိုဘယ်ဘယ်ဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုသတင်းဖြန့်ချိပေးမှာဖြစ်ပါတယ်အားလုံးကတာဝန်ရှိပါတယ်အောက်ကလူတွေကကျမကိုပြောကြပါတယ်ဝင်ကြီးတွေကတော့တန်ရှင်းပါတယ်အောက်ကတော့အရင်တိုင်းအရင်တိုင်းပဲတဲ့ အရင်တိုင်းအရင်တိုင်းဆိုရင်ဝင်ကြီးတွေကိုအတိပေးရမယ်နိဝင်ကြီးတွေကဖြောင်းကတန်ရှင်းနေဆိုတော့ယုံကြည်လို့ရှိရင်ဝင်ကြီးတွေကိုအတိပေးရမယ်ဝင်ကြီးတို့အောက်ကဘယ်သူဘယ်သူဘယ်နေရာမှာဖြစ်ဘယ်လိုလုပ်နေပါတယ်ဆိုတော့တတိရှိရှိနဲ့အတိပေးပါကျမတို့ဟာတိုင်တဲ့သူတွေရဲ့နာမည်တွေလည်းပေါ်ထုတ်ပြမှာမဟုတ်ပါဘူးသောသောများလည်းပစ္စာဆိုရင်ကျမတို့လက်မခံတာကြောင့်မလို့နာမည်တော့ခံရမယ်ကျွန်တော်ကျမဟာဘယ်သူဘယ်သူပါမှတ်ပုံနေနာမဘလောက်ဘလောက်ပါဆိုတော့ဒီလောက်ကတော့ပြောရမယ်မပြောဘဲနဲ့တိုင်တာဆိုတာပစ္စာမြောက်ပါတယ် ပစ္စာတော့ကျမတို့လက်ခံလို့မဖြစ်ပါဘူး။ဒါကြောင့်ကျမတို့ပြည်သူပြည်သားများဟာကျမတို့နိုင်ငံအတွင်းမှာအဂတိလိုက်စားမှုပျောက်ကင်းသွားဖို့အတွက်တူးချင်းတူးချင်းမှာတာဝန်ရှိတယ်ဆိုတော့လက်ခံပြီးတော့တည်တင်တည်တိုက်တဲ့ကိစ္စများကိုအထက်အရာရှိများဝန်ကြီးများသိအောင်လို့အကြောင်းကြားပေးပါလို့ကျမအနေနဲ့မြစ်တာရက်ခံကြပါတယ်။ဒါအားလုံးအားလုံးမှာတာဝန်ရှိပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကအခုလိုစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့တွေ့ဆုံခဲ့တာဟာမြန်မာနိုင်ငံအပေါ်အမေရိကန်ရဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုဖယ်ရှားပြီးနောက်ပိုင်းပထမဆုံးဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲကိုအခွန်နဲ့ထိတ်တန်း158ဦးအပါအဝင်လူ600ကျော်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။တွေ့ဆုံပွဲမှာစီးပွားရေးမူဝါဒနဲ့ပတ်သက်ပြီးရှေ့ဆက်လုပ်မဲ့လုပ်ငန်းစဉ်တွေအကောင့်ထဲပေါ်ဆောင်ရွက်စီစဉ်ထားတဲ့ရင်းနှီးမြှုပ်နှံမှုမူဝါဒလုပ်ငန်းစဉ်တွေကိုလည်းစီမံကိန်းနဲ့ဗန်ဒါရေးဝန်ကြီးဦးကျော်ဝင်းကပြောခဲ့ပါဗျာ။ တွဲဆောင်ဘွဲကိုတက်ရောက်ခဲ့ကြသူတွေထဲမှာထိတ်တန်းလုပ်ငန်းရှင်တွေဖြစ်တဲ့ကံမောစာလုပ်ငန်းစုကအမှုဆောင်ဒါရိုက်တာဒေါ်နန်းလိုင်းခန့် FMI မှာဦးသိန်းဝေ CB ဘဏ်နဲ့မြန်မာမိုက်ခရိုဖိုင်နန့်ဘဏ်ဥက္ကဋ္ဌဦးခင်မောင်အေးအေဒင်ဦးချစ်ခိုင် True Company မှာဦးဒေဇာရဲ့သားနှုတ်ဦးဖြစ်တဲ့ပြည်ဖြိုးဒေဇာနဲ့ထူးဒေဇာ Max ဦးစောစောတကုံ International ဦးဝင်အောင် Brand များနှကဦးနေဝင်ထွန်းဦးစော်ဝင်းရှိန်ဇေကဘာဦးခင်ရွှေနဲ့ရွမတ် CCI မှာလုပ်ငန်းရှင်တွေ မိဘအဖွဲ့အစည်းကိုစားပြုသူတွေအပြင်အခွန်နှန်းထိတ်တန့်စည်ရင်းဝင်မဟုတ်တဲ့အငိမ့်စားပို့ကြုံမှုကြီးဦးတန်းရွှေရဲ့မိဦးနေရွှေသွေးအောင်ပြောင်းစုလွတ်တော်ဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်ဘဟုဗန်ဥက္ကဋ္ဌဦးကျော်ကျော်မောင်နဲ့ဒုတိယဥက္ကဋ္ဌဦးဆက်အောင်အစရှိသူတို့လည်းပါဝင်ခဲ့ကြပါဗျာ thank you